တိုင်းနဲ့ချီတဲ့လူတွေရဲ့အသက်သွေးချွေးတွေနဲ့စောက်ခဲ့ရတဲ့ယထာလန်တစ်ခုဟာလွန်ခဲ့တဲ့82နှစ်ဒီလိုနေ့မှာတိဆောက်ပြီးစီးခဲ့ပါတယ်။အဲဒါကတော့တေမင်းတမန်ယထာလန်လို့နာမည်တွင်တဲ့ထိုင်းမြန်မာမိယထာလန်ဖြစ်ပါတယ်။အဲဒီအချိန်ကတော့ယူရီးယားမြန်မာယထာလန်လို့ခေါ်ခဲ့တာပါ။တချိန်ကနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့အဲဒီယထာလန်ဟာလူအသက်ပေါင်းများစွာရင်းခဲ့ရပြီးဒုတိယကမ္ဘာစစ်မှာလည်းအရေးပါခဲ့တာမို့အခုချိန်မှာတော့တမိုင်းဝင်ကမ္ဘာကျော်ယထာလန်ကြီးဖြစ်လို့နေပါပြီ။ ဒါတွေအလုံးဘယ်အဆခဲ့လဲဆိုတာအရင်ဆုံးကြည့်ရအောင်ပါမြန်မာနိုင်ငံကိုဂျပန်နေတင်ပတ်ပြီး1942ခုနှစ်နိုဝင်ဘာလမှာဒီရထားလမ်းကိုဂျပန်နေကစဖောက်ခဲ့ပါတယ်ဂျပန်နေကထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုဒီရထားလမ်းကနေတဆင့်စစ်ကူနဲ့လက်နက်ခဲယံတွေကိုတည်ဆောင်မှုရည်ရွယ်ခဲ့တာပါမဖြစ်လို့လဲဆိုရင်ဂျပန်စစ်တပ်ကပုံမှန်ထောက်ပံ့ပို့ဆောင်ရေးအတွက်သုံးနေတဲ့မလကာရီလက်ဂျာမာမဟာမိတ်တပ်တွေရဲ့ဂျာပြက်တိုက်ခိုက်ခံနေရတာကြောင့် အခြားလက်ညှိုးတစ်ခုကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်အင်္ဂလိပ်ကလည်းထိုင်းမြန်မာကိုဆက်သွယ်နိုင်မဲ့ယထာလန်ဖောက်ဖို့လ ీల ခဲ့ဘူးပေမဲ့ကောင်းထည်မပေါ်ခဲ့ပါဘူး။ဂျပန်တွေကတော့ယထာလန်ကိုမွန်ပြည်နယ်တန်ဖြူစီရဲ့မြို့ကနေဖျားသုံးစုတောင်ကြားကိုဖျက်ပြီးထိုင်းနိုင်ငံအထိဖောက်မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဘက်မှာဆိုရင်ကစ္စနာဘူရီခိုင်ကနေဘန်ကောက်စင်ကာပူယထာလန်ရှိတဲ့ဘန်ပေါင်မြို့အထိကိုချိတ်ဆက်မှာပါအစပိုင်းမှာတော့ယထာလန်ဖောက်ဖို့ ုတ်သား9ရဲ့အသုံးပြုတာတွေရှိခဲ့ပေမဲ့လုတ်သားရှားပတ်မှုတွေကြောင့်အတင်းအဓမ္မလုတ်သားစုဆောင်းမှုတွေရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်ကဂျပန်ရဲ့လက်အောက်ခံမြန်မာနိုင်ငံရဲ့အဓိပတိဒေါက်တာဘမော်အစိုးရကလည်းဂျပန်ရဲ့အဓမ္မလုတ်သားစုဆောင်းတာတွေကိုကူညီခဲ့ပါတယ်။သူတို့အုံတဲ့နီလန်တစ်ခုကတော့ရုပ်ရှင်တွေအလကားပြပေးပြီးတော့အိယာအပြန်မှာတန်မာတဲ့အမျိုးသားတွေကိုဖမ်းဆီးပြီးချွေးတက်ဆွဲတာပါ။ဒီကိစ္စကလည်းဆိုရင်ပေါ်တာဆွဲတာဖြစ်ပါတယ်။ ရွာတွေမှာလည်းတရွာကိုလှူသားဘလောက်ဆိုပြီးတောင်းခံတာတွေရှိခဲ့ပါတယ်။ပြောရရင်မြန်မာထိုင်းမလေးကရက်သားတွေနဲ့အင်္ဂလိပ်ဩစတြေးလျနယ်သာလန်ကစစ်တုံးပန်းတွေဟာဒီရထားလန်းကြီးဖောက်ဖို့အတွက်စီခိုင်းခံခဲ့ရတာပါ။လွန်ကျွန်လွတ်လွတ်ရတာညှဉ်းပန်းနှိပ်စက်ခံရတာဟာလာချွတ်တယ်တာငှက်ဖျားယောဂာနဲ့ကာလာဝိုင်းယောဂာစတာတွေကြောင့်ချွေးတက်စကန်တွေမှာအသက်တည်ဆုံးခဲ့ရတာလူပေါင်းတသိန်းနီးပါးရှိတယ်လို့ဆိုကြပါတယ်။ ီလိုလူပေါင်းများစွာအသက်ပေးခဲ့ရပြီးနောက်1943အောက်တိုဘာ25ရက်မှာတင်မင်းတမန်ယထာလန်ကြီးဖောက်လုပ်ပြီးစီးခဲ့ပါတယ်1945ခုနှစ်မှာဂျပန်တွေလက်နက်ချခဲ့တာမို့ဒီယထာလန်ကိုဂျပန်တွေက21လသာအသုံးပြုခဲ့ရပါတယ်1946ခုနှစ်မှာတော့ဒီယထာလန်ဖောက်လုပ်ရမှာတည်ဆုံးခဲ့ရသူတွေအတွက်ထိမ့်မတ်အနေနဲ့တံပြူစရက်မြို့မှာစစ်သင်္ချိုင်းတစ်ခုဖွင့်ခဲ့ပါတယ်2016ခုနှစ်ဇန်နဝါရီလ4ရက်မှာတော့တင်မင်းတမန်ယထာလန်ပြတိုင်းဆိုပြီ တန်ဖြူစရက်မြို့မှာပဲဖွင့်လှစ်ခဲ့ပြီးယထာလန်ဖောက်တုံးကဂျပန်စစ်ကြောင်းမှုတာဝန်ယူခဲ့တဲ့မီခီယိုခီနိုရှိတာကလည်းတက်ရောက်ခဲ့ပါတယ်